ဖာဂီခိုင်းလို့မိုးကိုဒူးနဲ့တိုက်ခဲ့တဲ့အာရှသားအားလုံးမင်္ဂလာပါခင်ဗျ 3K Sport 2.0ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဖာဂူဆန်လို့ပုံကုံမျိုးကခိုင်းမယ်ဆိုရင်မိုးကိုဒူးနဲ့တိုက်မဲ့လူတွေကြီးပါပဲကန်တိုနာဒေးဗစ်ဘက်ကမ်ကရစ်စတီယာနိုရော်နယ်ဒိုဝိန်းရွန်နီဖော်ဒီနန်ဖီဒစ်ပေါ်စကိုရန်ဂစ်ဖာဂူဆန်တို့အသက်ပေးမဲ့ကစားသမားတွေသူတို့ကြောင်းပြောမယ်ဆိုရင်ကုန်နိုင်မယ်မထင်ဖောက်ဆန်ကမောင်းမာကဲသူမဟုတ်ပါဘူး ဖောက်ဆန်ကနိုင်ဂျင်စိတ်ပြင်းထန်လုံးခဲ့သူပါဇာလက်ဖောက်ဆန်ကစီကန်းတင်းကျပ်ပြီးတော့ကစားသမားတွေကိုမျက်နှာသာပေးလို့မရှိဘူးမိုင်ဆိုတဲ့အမှတ်စိတ်အထက်မှာဘဲကစားမမအခွင့်အရေးမရှိဘူးလို့လည်းယူဆထားသူပါပဲဖောက်ဆန်တမ်မနီစီကန်းတွေကြောက်ကစားသမားအများစုမကျေနပ်ကြဘူးတချို့ကလူချင်းထိတ်တိုက်တွေ့ပြီးတော့ဖြေရှင်းကြတယ်ဘက်ကမ်ရိုင်းဂိန်းနစ်ဆရိုင်းဖောက်ဆန်နဲ့ပြဿနာတက်ဖူးတဲ့ကစားသမားတွေအများကြီးပါပဲကောင်းပါတယ်စကော့တလန်ဖိုးကြီးဟာ စိတ်ကြီးဝင်ပေါက်မှာတတ်သူလို့ထင်ကျင်စရာပဲတကယ်ဆိုရင်တော့အဲ့ဒီလိုမဟုတ်ပါဘူးပရီးမီးယားလိနဲ့မန်ယူတင်းရဲ့သမိုင်းတစ်လျှောက်အောင်မြင်ဆုံးအာရှသားပတ်ဂျီဆန်ကဖောက်ဆန်သူ့ကိုမိသားစုဝင်လိုမျိုးစောင့်ရှောက်ခဲ့တယ်လို့ပြန်ပြောပြပတ်ဂျီဆန်ကမှမဟုတ်ပါဘူးဖောက်ဆန်သူ့တင်းရကစားသမားတွေကို view site တက်ပါတယ်ကစားသမားတွေအတွက် father figure ဟာဖာကူဆန်ပါပဲကစားသမားသူပြဿနာရှိနေပြီဆိုရင်ဖောက်ဆန်ကအလေးထားပြီးမေးတတ်လို့သူတက်ဆွမ်းတဲ့လောက်လဲကိုညီတတ်ပါတယ် ကဘာရရက်ကမတူညီတဲ့ကစားသမားတွေကို Falcon ကကြောသားယင်သားမခွဲခြားခဲ့ဘူး။ Patterson ဆိုရင် Premier League မှာပထမဆုံးယင်ဆိုင်ရတာဘာသာစကားအခက်ခဲပါပဲ။ Patterson စိတ်တက်ကြချိန်တိုင်းမှာ Falcon အားပေးခဲ့ပါလိမ့်။ကိုလောက်ရှာရှိတာအကောင်းဆုံးလုပ်ဖို့တွန်းအားပေးခဲ့ပါလိမ့်။အဆင်ပြေလားဆိုပြီးတော့အမြဲတမ်းမေးလိမ့်ရှိတယ်။ Falcon ရဲ့ဖေးမမှုဟာ Patterson အတွက်အားစီးပါပဲ။ဘယ်တော့မှမေးမရခဲ့ဘူး။စားလက်ဆက်တကယ်ပုံရိပ်အစစ်မှန်တွေဟာမီဒီယာတွေဖော်ပြတာနဲ့တခြားစီပါပဲ။ ဖောက်ဆန်ကအင်မတန်တွေးထွေးကျင်နာတတ်တဲ့ပုံကိုတယောက်ဖြစ်ပါတယ်။မြေမြတ်တဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့မိုင်ကိုချစ်မြတ်နိုးလွန်းစိတ်ကြောင့်အရာအလုံးရင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ကစားသမားတယောက်တည်းကြောက်စရာအကောင်းဆုံးဟာဒူးတန်ရာပါပဲ။ပန်ဂျီဆန်စီကိုလည်းဒူးတန်ရာဟာအလေရောက်လာခဲ့သူရဲ့ကစားမဘွားအဆုံးသတ်သွားနိုင်တဲ့ကံကြမ္မာအခင်းချင်းမျိုးမှာဖောက်ဆန်ကအထူးဖေးမခဲ့တယ်။ပန်ဂျီဆန်ကဒူးတန်ရာကိုခွဲစိတ်ခဲ့ရပြီးတော့6လ10လလောက်နားယူခဲ့ရတယ်။ အဲ့ဒီအချိန်တွေမှာကျွန်တော်အရင်ပဲစိတ်သက်ကြာသွားခဲ့တာပါကစားသမားတယောက်ဟာဒူးထီသွားပြီဆိုရင်အကောင်းဆုံးပြန်လာနိုင်ဖို့ဆိုတာတိတ်မလွယ်တော့ပါဘူးပြန်ကောင်းလာလဲပုံမှန်ပွဲထွက်ခွင့်မရပါဘူးဆိုရင်ခဲ့ဒါမဲ့ဆာလက်စ်ကကျွန်တော်အကောင်းဆုံးအားပေးခဲ့ပါတယ်သူကောင်းနေမှာကျွန်တော်ရှိနေတဲ့အကြောင်းစိတ်ရှင်းနဲ့ဒဏ်ရာကုသပြီးတော့အရင်ကထက်ပိုကောင်းတဲ့စွမ်းဆောင်မျိုးနဲ့ကျွန်တော်ပြန်လာနိုင်မယ်လို့သူယုံကြည်ထားကြောင်းတေချာပြောခဲ့တယ်သူသာအားမပေးခဲ့ရင်ကျွန်တော်အကောင်းဆုံးပြန်လာနိုင်မှာမဟုတ်ဘူးလို့ပြန်ပြောပြတယ်ဘက်ဂျီဆန်ကဖာကူဆန်ရဲ့ဂျိုကာလေးဖြစ်ဘူးတယ် ဖောက်ဆဲနီးပြီးဝလိုအပ်ချက်အတိုင်းနေရာမရွေးအတုံးတော်ခံခဲ့ဘူးလေ။ဟာဆက်ကိုပက်ဂျီဆန်ထိမ့်သိမ်းခဲ့ပုံတွေ၊ကွင်းနဲ့ခန်းစစ်ကနေတိုက်စစ်မြားဥထိပက်ဂျီဆန်အတုံးတော်ခံခဲ့ရတာတွေမိုင်းပရိသတ်တွေပြန်တွေးတိုင်းအမှတ်ရနေလိမ့်မယ်။ပက်ဂျီဆန်တို့ကလွမ်းစရာကောင်းတာက2008ချန်ပီယံလိဖိုင်နယ်ပွဲမှာပွဲထွက်ကစားမဖြစ်ကစားခွင့်မရတာပဲ။သူ့ရဲ့ဆုံးဖြတ်ချက်တော့ဖောက်ဆဲနဲ့ပက်ဂျီဆန်ကိုမျက်နှာပူခဲ့ရပါလိမ့်။အဲဒီကိစ္စတော့ဖောက်ဆဲလိုပုံကိုမျိုးဟာပက်ဂျီဆန်ကိုတောင်းပန်စကားဆိုခဲ့ဘူးလေ။ ။အဲ့ဒီဖြစ်ရဟာဖာဂူဆန်ကမောင်းမာသူတယောက်မဟုတ်ဘူးဆိုတာအကောင်းဆုံးသတ်သိပါပဲ။မိုင်းကစားမတွေကိုတန်မဏိစီးမင်းနဲ့အုပ်ချုပ်ခဲ့တာဟာဖာဂူဆန်မောင်းမာခြင်းလို့မဟုတ်ဘူး။သူ့ကစားသမားတွေကိုအကောင်းဆုံးဖြစ်စေခြင်းလို့ပါပဲ။အဖေတယောက်ကသူ့သားတွေကိုအထူးကျုံဆုံးအထက်မြတ်ဆုံးဖြစ်စေခြင်းနဲ့စိတ်ဆန္ဒကြောင်းပါပဲ။ပန်ဂျီဆန်အတွက်လည်းဖာဂူဆန်ယုံကြည်စိတ်ရဘူးလို့ပြောဆွေးဂုဏ်ယူခဲ့ရတယ်။ပန်ဂျီဆန်ကသူ့စွမ်းနိုင်တာထက်ပိုပြီးစွမ်းပြခဲ့တယ်။ဖာဂီကြောင့်မိုးကိုဒူးနဲ့တိုက်ပြခဲ့သူအာရှာသားပါ။ ဟုတ်ကဲ့ပါဒီဘက်ကတလောက်ပါပဲအဲ့တော့ main fan တွေခုချိန်မှာတော့ဘလို့ပဲစုပ်ပြတ်တနေပါစေအဲ့တုန်းကတကယ်ကိုခေကောင်းခဲ့ပြီးတော့စိတ်ခံစားမှုတွေအများကိုကောင်းခဲ့ရတဲ့အမှတ်တရတွေရှိရင်လည်းပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်